မင်္ဂလာပါဗျကိုခင်း Chelsea TV ကနေအပြောင်းအလဲအများအလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုတိတက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ရွှေကိုနဲ့ပတ်သက်တဲ့ Chelsea ပြည်သက်တွေဝမ်းတာမဲ့သတင်းလေးတစ်ပုဒ်ပေါ့နော်မင်းညာဒီသတင်းလေးတက်လာတဲ့အချိန်မှာကျွန်တော်ညီကိုရောမသိဘူးကျွန်တော်ကတော်တော်ဝမ်းတာ PD ဖြစ်မိတယ်ဘာသတင်းလဲကိုပါပါအာစတန်နဲ့ ကစားမဲ့အခုလာမဲ့ Super Sunday လန်ဒန်ဒါဘီပွဲတင်မှာပွဲထွက်ကစားသမားအဖြစ်ပြန်လည်ပါဝင်လာနိုင်မယ်ဆိုပြီး Enzo Maris ကအတည်ပြုပြောကြားသွားခဲ့တာဖြစ်ပါတယ်။ကိုပါမတယောက်တည်းတင်ဒဏ်ရာပဒနာပြန်ကောင်းလာတာမဟုတ်ဘူး။ပေါင်ချန်ဒဏ်ရာကြောင့်ပဲကာလာရှိအနားယူနေရတဲ့အဆူကိုကလည်းအသင်းနဲ့တူတူလေးချိန်ပြန်ဆင်းနေပြီဖြစ်ပါတယ်။ဒီတကြောင် Ever Smile အဆူကိုလေးအနေနဲ့လည်းဒီစပါပွဲချက်ကာလာတွေမှာအသင်းတော်တထောင်တနေရာက အထောက်အကူပြုနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ရွှေကိုပြန်လှည့်လိုက်အောင်။ဆိုတော့ကိုပတ်မှာအတင်းနဲ့ပြန်လဲပူပေါင်းပါဝင်လာမဲ့တည်င်းကိုမကြိုဆိုတဲ့ပြိသက်ဝမ်းမသာတဲ့ချက်စီးပြိသက်ဆိုတာတော့ရှိမယ်လို့မထင်ဘူး။ဒါပေမဲ့ကျွန်တော်ပါစနယ်အရာပေါ့နော်။သိုးရင်တခုတော့ရှိတယ်။အာစနယ်ပွဲစဉ်မှာကျွန်တော်ကလီယာပွဲထွက်ကစားပြီးတော့ပြဿနာတစ်ခုခု ပြန်ဖြစ်သွားမှာကျွန်တော်မလိုလားဘူး။အာစနယ်ပွဲစဉ် တေကျသွားလေကျွန်တော်တို့ကတော့ပြဿနာမရှိဘူးဗျာဒါပေမဲ့ကိုယ့်ဘက်မှာရုပ်ပိုင်းဆိုင်ရာဖြစ်စီစိတ်ပိုင်းဆိုင်ရာဖြစ်စီပထမဆုံးပြန်လဲပွဲထွက်ပြီးခက်ခဲကြက်နဲ့နဲ့ပွဲစဉ်တစ်ပွဲကိုကစားပြီးကမှအဲ့လိုတခုခုပြန်ညှိသွားမှကျွန်တော်အရင်စိုးရင်နောက်တစ်ခုကပါမပြန်လဲပေါင်ဝင်လာမယ်ပြန်ကောင်းလာပြီဆိုတာမှန်ပင်မဲ့ဘလို့အချိန်နေနဲ့ကောင်းလာတာလေတကယ်ပြဿနာအရှင်းပြောက်သွားတာလား100%ကြက်ခံမှုပြည့်သွားပြီလားဒီလိုမှမဟုတ်ရင်တကယ်ပြဿနာလေးကတော့ နည်းနည်းကြံနေသေးတယ်ပွဲကစားဖို့အတွက်ကြံ့ခံမှုပြည့်သွားပြီအဲ့တကြောင့်ပွဲကစားခိုင်းလာတာစတဲ့ဝိဝါဒကွဲပြားစရာအတွေးခေါ်လေးတွေကျွန်တော်ခေါင်းထဲမှာရှိနေတယ်ဆိုလိုချင်တာအတင်းရအရေးကြီးလို့တစ်ဖက်မှာလည်းအတင်းရဲ့ key player တယောက်ဘလူးဘေပုံတိုးတက်အောင်မြင်မလဲဆိုတာလည်းအရင်အရေးပါပါတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်ပါတယ်ချက်စီးတင်းတာဝန်ရှိတဲ့သူတွေအနေနဲ့လည်းလွယ်လင်းတကူရွှေကိုကဲကစားလို့ရပြီမြေကစားกว่าဆိုပြီးခွင့်ပြုမှာမဟုတ်ပါဘူး ရွှေကိုအနေနဲ့သတ်မှတ်ထားတဲ့ကြံ့ခိုင်မှု သတ်မှတ်ထားတဲ့ဒဏ်ရာပြဿနာကင်းစင်မှုရှိတဲ့အတွက်ကြောင့်သာအာဆင်နယ်ပွဲစဉ်ကိုဝင်ရောက်ကစားဖို့အတွက်ချက်စီတောင်းရင်ရှိတဲ့သူတွေကသုံးဖြတ်လိုက်ပုံတော့ပေါ်တယ်အဲ့တော့ပါမဝင်ကစားပြီဆိုရင်တေချာရင်ကျွန်တော်ချက်စီအသင်းရဲ့တွင်းကိုတွေပြင်မြင်လာဖို့ရှိတယ်တောင်းတင်းလာပါကြီးရဲ့ဆိုရဲအာဆင်နယ်ရဲ့ခန်စစ်ဒန်နဲ့ကိုတွင်းပါတတ်တဲ့နေရာယူပုံကောင်းတဲ့ဖန်တီးမှုအားကောင်းတဲ့ကိုပါမာရဲ့ထိတ်တိုက်ရင်ဆိုင်မှုတွေကျွန်တော်တို့ကြည့်ရဖို့ရှိတယ် အဲ့တော့ဒီပွဲစဉ်ကပြီးခဲ့တော့ပြီးခဲ့တော့ဘောလုံးရာသီတီကလန်ဒန်ဒါဘီထက်ပိုပြီးတော့ခြေကောင်းနိုင်တယ်တကယ်ကိုတမိုင်းတွင်မဲ့လန်ဒန်ဒါဘီပါပါမမပါဝင်နိုင်တဲ့ situation နဲ့ပါမပါဝင်နိုင်တဲ့ situation တွေကတော့နည်းနည်းလေးတော့ကွာခြားပါလိမ့်မယ်အထူးသဖြင့်တိုက်စစ်စုဖွဲ့မှုပိုင်းပေါ့နော်အာကောင်မောင်းတဲ့အခြေအနေပိုပြီးတော့ဖြစ်လာနိုင်တယ်သို့ရင်စရာဒီပွဲစဉ်တော့တခုပဲရှိပါတယ်ဒါက sub piece တွေကိုလွယ်လွယ်ကူကူနဲ့ကိုခွင့်ပြုရလေးရှိတဲ့ကျွန်တော်တို့နောက်တဲ့ ခံစစ်ပါ။ဂျန်နဲ့အပိုင်းတွေမှာတော့အာစတန်ကိုအားကောင်းမောင်းတဲ့ရှင်းနိုင်တဲ့အခြေအနေရှိနေပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ညီကိုလေးဘလုံးမကစားချင်လေဆိုရင်တော့စီနီယာတော့ချက်စီမှာအိုင်ဘက်ကွန်ရှိကိုငါကလုံးမေးစ်မောင်းငါချောက်တို့ကိုမမသည့်ပို့သူချင်များဆိုတဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်ဆိုရင်တော့ဘဘနဘတ်39 693တရှိကုန်380မှာဆက်သွယ်ဆုံးဖြတ်မေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်လက်ဆွေးနွေးလိုက်အောင်ခင်ဗျာဒီသတင်းကတော့ ပဒရိုနာဒိုခေါ်ဂျင်နေတဲ့အမိမဖော်လို့တော့ဥရောပကလပ်အသင်းတသင်းရဲ့ကလန်မှုပေချားခဲ့တဲ့ချယ်ဆီဆိုတဲ့တရင်ပဲဖြစ်ပါတယ်။မူရင်းတရင်မြစ်ကတော့ The Athletic ကပါ။ဆိုတော့ပြီးခဲ့တဲ့တွေ့ရသည့်အပြောင်းအရွှေ့နောက်ဆုံးရန်တရပတ်တွေမှာအမိမဖော်လို့တဲ့ဥရောပရဲ့အသင်းတသင်းဟာအသက်25နှစ်အရွယ်ပေါ်တူဂယ်ညာတောင်ပိုင်းကစားသမားပဒရိုနာဒိုကိုခေါ်ယူဖို့ချယ်ဆီအသင်းစီကိုချဉ်းကပ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ Chelsea ကတော့ Pedronetto ကိုအဲ့ဒီအမီမဖော်လို့တဲ့အသိတသိရဲ့ချစ်ကမှုပယ်ချသွားခဲ့တဲ့အတွက်လက်ရှိအချိန်ထိ Chelsea မှာရှိနေပြီးခြေသွန်းကောင်းတွေပြသနေတာဖြစ်ပါတယ်။ကျွန်တော်ဒီသတင်းလေးအပေါ်မှာဖြစ်နိုင်ခြေရှိရလို့ထင်တယ်ဗျ။ကျွန်တော်ဒီကိုနေအဓိကဆွေးနွေးချင်တာအဲ့ဒီအသိရဘယ်အသိဖြစ်မလဲဆိုတာခမန်းဆွေးနွေးချင်တာ။ညီကိုရောဘယ်အသိဖြစ်မလဲလို့ထင်လဲ။ကျွန်တော်ထင်တဲ့အသိကိုပြောမယ်နော်။ Premier League အသိတော့မဟုတ်တော့ဘူး။ Premier League အသိတွေမှာအကုန်လုံးက တောင်ပန်တိုက်စစ်နေရာစော့ဖို့အတွက်ကစားသမားကောင်းတွေရှိနှင့်ပြီးသား Premier League ပြင်ပကလပ်တင်းတင်းပဲဖြစ်နေတယ်အဲ Premier League ပြင်ပကလပ်တင်းဆိုရင်လည်းကျွန်တော်စဉ်းစားစရာများများစားမရှိဘူး Real Madrid Bayern Munich PSG သုံးတင်းပဲရှိမယ်အဲ Bayern Munich ကလည်းတောင်ပန်ကစားသမားတွေအထိုက်အလျောက်ရှိနေတယ် လက်ရှိချိန်မှာ Michael Olis ကလည်း right wing ကစားနေတယ်ဗျာ Barcelona ကလည်း Lamineal ရှိတယ်အဲ့တွက်ကြောင့် right wing တနေရာမှာပို့ပြီးအားကောင်းအောင်လုပ်နိုင်တဲ့အသင်းဆိုလို့ကျွန်တော် PSG ကိုပဲမြင်တယ်နောက်တစ်ခုက PSG မှာ Portugal သားတွေများတယ် Vitinha တို့ Joe Neves တို့ Nuno Mendes တို့စသဖြင့်ပေါ့နော်အဲ့တွက်ကြောင့် Pedronetto ခေါ်လိုက်ပေါ်တူဂီသားတက်တိုက်နဲ့သူတို့အင်ပြအပြည့်ပို့ပြီးဖြစ်သွားနိုင်တယ်လို့ကျွန်တော်ထင်တယ်ဗျာအဲ့တွက်ကြောင့် Pedronetto ကိုစိတ်ဝင်စားလာတဲ့အသင်းရတော့ PSG ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ် ါတော့ကျွန်တော်ရဲ့ခမန်းမှုတက်တက်ဖြစ်ပါတယ် PSG မဟုတ်ဘဲနဲ့တခြားသောအသင်းတစ်သင်းလည်းဖြစ်သွားနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီကနေ့နိုမလာ29ရက်နေ့မှာ Chelsea နဲ့ပတ်သက်တဲ့သတင်းတချို့ကိုကျွန်တော်သုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါကျွန်တော်ညီကိုရောဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘာတွေမှတ်ချက်ပေးခြင်းနဲ့ comment တွေမှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရစီခင်ဗျာကျေးဇူးများကြီးတင်ပါတယ်